ဆလန်လီကတော့ဒန်နီဆွဲဆင်ချေပုံရက်ွက်တဲကနေကြီးပြင်းလာတဲ့လူတယောက်အကြောင်းကနေစတာပါလိမ့်အိမ်မက်တွေဂျိုပန်ချက်တွေပြက်စီးနေတဲ့အရက်မှာကြီးပြင်းလာတဲ့ဒန်နီရဲ့ဘဝဟာတော်ထဲကဥပဒေအတိုင်းကြမ်းတမ်းခဲ့ပါလိမ့်အဲ့ဒီမှာဆိုရင်အကြမ်းဖက်မှုကြီးကပုံမှန်လိုဖြစ်နေခဲ့ပြီးစိတ်ထိန်ချုံနိုင်မှုဟာလူတိုင်းတတ်နိုင်တဲ့အရာမဟုတ်ခဲ့ပါဘူးဒီလိုမျိုးခက်ခဲတဲ့နေရာမှာအသက်ရှင်ဖို့ဆိုတာကခွန်အားရှိဖို့လိုပါပါလိမ့်တမာတဲ့လူကြီးကပဲဆက်လက်ရှင်းတန်းနိုင်မှာဖြစ်ပြီးတော့အားနည်းတဲ့လူကြီးကပျောက်ကွယ်သွားခဲ့ပါပြီဒီလိုနဲ့တနေ့မှာဒန်နီဟာ ဘီလီယာဆိုင်တစ်ခုအထဲဝင်သွားခဲ့ပြီးတော့အရက်လေးတောက်ဖို့စီစဉ်ပါရင်ဒါပေမဲ့သူ့ရဲ့မျက်နှာကသူ့စိတ်ထဲမှာရှိတဲ့ဝမ်းနည်းမှုနဲ့အမေအပေါ်လွမ်းဆွမှုကိုပြသခဲ့ပါရင်သူ့အမေဟာထောင်ထဲမှာအကျဉ်းချနေခဲ့တာပါမွေးရစေရောင်းလို့အဖမ်းခံရတာပါဒဲနီအယံမုံနဲ့စကလုံးဖြစ်ပေမဲ့သူ့ရဲ့စိတ်ထဲကနေဘယ်လိုမှဖြစ်လို့မရတဲ့အရာပဲဖြစ်ပါရင်ဘီလီယာဆိုင်မှာဒဲနီဟာသူ့အမေစီကဈေးဝယ်ခဲ့ဖူးတဲ့လူနှစ်ယောက်နဲ့တွေ့ခဲ့ပါရင်အเจ้าမတိရပေမဲ့အဲ့ဒီလူနှစ်ယောက်ဟာဒဲနီကိုစတဲ့နောက်ဆက်လာခဲ့ပြီးတော့ ထောင်ထဲရောက်နေတဲ့သူ့ရဲ့အမိအကြောင်းရှုတ်ရှာစကားဝေပြောနေတော့ပါရင်ဒန်နီရဲ့ရောဝေစတင်စူပွက်လာတော့ပါရင်သူကအဲ့ဒီလူဝေကိုအချိန်နဲ့ထိုးဖို့အတွက်အသင့်ဖြစ်နေခဲ့ပါပြီဒါပေမဲ့ဒီကိစ္စကပုံမရှုပ်ထွေးမတွားခင်သူ့ရဲ့ရေးစားဖြစ်သူဂျက်ဆီကဝေရောက်တားဆီးလိုက်ပါရင်သူမဟာဒန်နီကိုဖြေသိမ့်ပေးနိုင်ခဲ့ပေမဲ့ခဏတာပဲဖြစ်ပါရင် အဲ့ဒီလူနှစ်ယောက်ကရဲမတော်ပဲသူ့အမိအကြောင်းဆက်ပြောနေခဲ့တာကြောင့်ဒန်နီရဲ့ဒရဝီကဆက်တိုက်ကိုတိုးလာခဲ့ပါပြီနောက်ဆုံးမထင်းနိုင်တော့တဲ့အတွက်ဒန်နီဟာတနတ်ကိုဆွဲထုတ်ပြီးအဲ့ဒီလူတယောက်ရဲ့ခေါင်းကိုပြစ်ခတ်လိုက်ပါပြီဒီလောက်ရရဲ့အကျိုးဆက်တွေကိုချက်ချင်းခံစားခဲ့ပါပြီဒန်နီကိုဖမ်းဆီးလိုက်ပြီးတော့တာဝန်ခံဖို့အတွက်ထောင်ထဲပို့လိုက်ကြတာပါအေးဆက်လာတဲ့စစ်စီရဲ့စခန်းထဲမှာဆိုရင်ဒန်နီကိုရာဆိုးမှုအကြောင်းအသေးစိတ်မေးမြန်းခဲ့ပါပြီသူ့ရဲ့ဖြစ်ရပ်တွေကိုပြန်ပြောပြနေတဲ့အချိန်သူ့ရဲ့ငယ်ဘဝအကြောင်းတစိမ့်တစ်ပိုင်းပေါ်လာခဲ့ပြီးတော့ သူ့ရဲ့အမျက်ဒေါရနဲ့နာကျင်မှုရဲ့အရင်အမျက်ကိုပေါ်လွင်စေခဲ့ပါသည်ဒန်နီရဲ့အသိဟာတာယာဖွင့်မရှိခဲ့ပါဘူးသူအစင်ရဲ့မွေးတည်မှုအထက်မှာသူ့အမိတယောက်တည်းရဲ့အထောက်အပံ့နဲ့ကြီးပြင်းခဲ့ပါသည်ဒါပေမဲ့အမိဖြစ်သူရဲ့ချစ်ခြင်းမေတ္တာကလည်းကိုပိုင်ဝန်ထုတ်ဝန်ပိုးပြီးနဲ့လာခဲ့ပါသည်ကျောင်းမှာဆိုရင်ဒန်နီဟာသူ့ရဲ့စိတ်ကိုနာကျင်စေတဲ့မိခွန်းတွေနဲ့မကြာခဏရင်ဆိုင်ခဲ့ပါသည်အထူးသဖြင့်တော့တခါတုန်းကဆရာတယောက်ဟာသူ့အမိရဲ့အလောက်အကန့်အကြောင်းရိုးရိုးလေးမိခဲ့တာပါ ဒန်နီကတော့ဝမ်းနေစွာနဲ့ပဲသူ့အမိဟာမူရစီရောင်းတယ်လို့အမှန်အတိုင်းဖြေဆိုခဲ့ပါရင်သူ့အလုပ်ရဲ့ကျင့်ဝတ်နဲ့မညီတာဝေကိုရှိပေမဲ့သူမဟာသူ့ကလေးဝေကိုကြောင်းပို့နိုင်ဖို့အတွက်လိုအပ်တယ်လို့ထင်တဲ့အရာဝေကိုလှုံ့ဆော်ခဲ့ပါရင်ဒန်နီအတွက်ကတော့အသက်ရှင်ရက်တည်ရေးစွာဟာစိတ်ဓာတ်ကွန်ဟာတက်တက်မဟုတ်ခဲ့ပါဘူးနေစဉ်ရင်ဆိုင်ရတဲ့လက်တွေ့ပေါ်ပါပါပိုက်ဆံပို့ရဖို့သူဟာကလေးဝေရဲ့လက်ဝေပွဲတွေမှာဝင်ရိုက်ခဲ့ပြီးတော့ဆွဲနဲ့စိတ်ဓာတ်ခိုင်မှစွာတိုက်ခိုက်တတ်ပါရင်လက်ရှိအချိန်ကိုပြန်လာရမယ်ဆိုတော့ဒန်နီထောင်ထဲဝင်လာတဲ့အခါ ဝါနင်ရုံခန်းစီကိုခေါ်ဆောင်ခံခဲ့ရပါသည်။သူတယောက်တည်းတော့မဟုတ်ပါဘူး။သူ့ရဲ့အနာမှာ grass ဆိုတဲ့အကျဉ်းသားတယောက်လည်းထိုင်နေပါသည်။သူ့အကြောင်းကတော့မတိရသေးပါဘူး။ဝါနင်ရုံခန်းကနေထွက်လာတဲ့ခါမှာတော့သူတို့တယောက်ကိုထောင်ထဲကဒလိတစ်ခုဖြစ်နေအကျဉ်းသားဟောင်းနဲ့တွေ့ဆုံပွဲစီခေါ်ဆောင်သွားခဲ့ပါသည်။အဲ့ဒီမှာဆိုရင်သူတို့ရဲ့ခေါင်းလေးကိုရိတ်ပစ်လိုက်တာဟာထောင်ထဲမှာအချိန်စတင်တဲ့အမှတ်အတာပဲဖြစ်ပါသည်။ထောင်နေရနေအထဲမှာဆိုတော့တီချာအုပ်စုနှစ်စုကလူမှုရေးအနေအထားကိုပုံဖော်ထားပြီးတော့သူတို့ဟာတကားမှသားသာသာမဖြစ်ကြပါဘူး။ ပထမအုပ်စုကို PS ဝဲလူကဦးဆောင်ထားပြီးတော့သူ့ရဲ့နာမည်ကသူ့ရဲ့အပြုအမူတွေနဲ့ကိုင်ညီလာပါရင် PA နဲ့သူ့ရဲ့နောက်လိုက်တွေဟာတင်းမမှုရဲ့ရက်ဆက်မှုတွေကနေအကျိုးအမြတ်ရယူနေကြပြီးတော့တခြားသောအကျဉ်းသားတွေကိုမရှင်နိုင်တဲ့ရက်ဆက်မှုတွေနဲ့ဖိနှိပ်ထားပါရင်ဒုက္ခဟာသူ့ရဲ့အနောက်ကိုလိုက်နေတယ်လို့ပဲဖြစ်ပါရင်ဒါပေမဲ့ဒုတိယအုပ်စုကတော့အရန်ကိုမှကွဲပြားပါရင်ကြက်နဲ့သူ့ရဲ့လက်ရလက်ယုံဖြစ်တဲ့ရှိုင်းတို့ဦးဆောင်တဲ့အုပ်စုဟာပျော့ပျော့နေတာဟာတငံရှိပြီးတော့တက်တောက်တက်တာရှိပါရင်သူတို့ဟာပြိပခါထက်သာသတကိုပူကြိုက်ပြီးတော့ ဖြစ်နိုင်သမျှပြည်နယ်တော်ဝီကိုရှောင်ကြဉ်ပါရင်းဒါပေမဲ့တို့ရဲ့တက်တော့တက်တာနေနေတဲ့သဘောထားကိုအားနေတယ်လို့မထင်တင်ပါဘူးစိတ်ဆိုးလာပြီဆိုတော့ကျပ်အုပ်စုဟာဘယ်ပြည်တနာကိုမဆိုမျက်နှာရှင်းဆိုင်ရင်ဆိုင်ဖို့နောက်မတွန့်တတ်ပါဘူးဒန်နီနဲ့ဂရက်တို့ဟာအကျဉ်းသားအစ်တတွေအနေနဲ့ပထမငယ်မှာ PA ရဲ့အခန်းထဲကိုရောက်သွားခဲ့ပြီးတော့ PA ကလည်းသူ့ရဲ့အာဏာကိုပေါ်ပြဖို့အတွက်ထူးဆန်းတဲ့တောင်းဆိုမှုတွေချက်ချင်းပြုလုပ်ခဲ့ပါရင်းသူကထောင်ထဲမှာနေနေတာကြာပြီဖြစ်လို့တရရောက်နဲ့အတူနေဖို့စိတ်ပြင်းပြလာခဲ့ပြီးသူတို့နှစ်ယောက်ကိုရွေးချယ်လိုက်ပါရင်း Grab ကပထမဆုံးပါသူ့ကိုရွေးချယ်ခွင့်ပေးထားပါတယ်။စန္ဒအလျောက်လုံးမလားဒါမှမဟုတ်အတင်းအကျပ်ခံမလားဆိုတာမျိုးတွေပါတော်တော်ဆိုးတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့ငင်းမယ်ဆိုရင်တော့ PA ရဲ့အမြတ်ဒေါရနဲ့သူ့ရဲ့အဖွဲ့ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ graph ဟာတိုက်ခိုက်ဖို့အရင်ကြောက်နေတာကြောင့်နောက်ဆုံးမှချိန်ချမှုအောင်လက်နဲ့ချလိုက်ရပါတယ်။ဒါပေမဲ့ Danny Grot ကိုကိုလေးစားမှုအားဘယ်အရာထက်မဆိုတန်ဖိုးထားပြီးတော့ PA ကိုလက်နဲ့မချပါဘူး။အဲ့ဒီရလအနေနဲ့သူကတခြားအချင်းသားတွေရဲ့ပြစ်မှတ်ဖြစ်သွားခဲ့ပြီးတော့ရက်ဆက်တဲ့ဆက်ဆံမှုတွေနဲ့ရင်ဆိုင်ခဲ့ပါတယ်။ မနေ့ခင်မှာဒန်နီဟာဒန်ယာတန်ချက်တွေနဲ့နိုးလာပါရီနေ့လယ်စာစားတဲ့အချိန်မှာ Grab က PN နဲ့တူထိုင်နေခဲ့ပြီးဒန်နီကတော့ဒန်ယာဝင်းနဲ့သူ့ရဲ့နေ့လယ်စာတွားယူနေခဲ့ပါရီကျပ်အုပ်စုကရှိုင်းဟာဒန်နီကိုသူတို့နဲ့လာပူပေါင်းဖို့ဖိတ်ခေါ်ပေးမိသူကဘာမှမဖြေပဲအစားအစာတွားယူလိုက်ပါရီအစာရပြန်တော့စပွဲစီပြန်လာတဲ့အခါမှာ PA ရဲ့တင်ငယ်ရှင်ကသူ့ရဲ့အစားအစာကိုကန်လိုက်ပြီးတော့အနောက်ရှက်ခဲ့ပါရီဒန်နီတင်ငယ်စွာနေနေခဲ့ပေမဲ့ လုံးဝမကြောက်ရွံ့တဲ့ပုံစံမျိုးဖြစ်နေပါရင်ရှိုင်းဟာသူ့ရဲ့တက်တီကိုတော့ကြာသွားခဲ့ပြီးတော့ Jeff ကို Danny အား PA အုပ်စုအထဲကနေခေါ်ထုတ်ဖို့ပြောပေမဲ့ Jeff ကအဲ့ဒီအချံကိုမကြိုက်ပါဘူးနေ့လယ်စာစားပြီးရနောက်အကျဉ်းသားဝေအတွက်အတူရေချိုးဖို့အချိန်ရောက်လာခဲ့ပါရင် PA နဲ့သူ့ရဲ့တင်ငယ်ရှင်တွေက Danny ကိုနောက်တစ်ခေါက်လာရောက်နောက်ဆက်ပြန်ပါရင်ငင်းပန်းနှိမ့်ဆက်နေတဲ့အချိန်မှာ PA က Grab ကိုဝင်ပါဖို့ခိုင်းလိုက်ပါရင် Grab ကမလို့ရှင်ပေမဲ့ချင်းချောက်ခံရတာကြောင့်နောက်ဆုံးမှာ Danny ကိုကန်ထုတ်လိုက်ရပါရင် သူကအစတော့မလုံရှင်ပဲလှုပ်ရတာပါဒါပေမဲ့နောက်တော့ပြည်ရဲ့ဟာသူ့ကိုထတ်လုတ်ခိုင်းပါရင်ပို့ပြီးပြင်းထန်အောင်ပါအဲ့ဒါကဒန်နီကိုတကယ်နာကျင်စေခဲ့ပါရင်အာလုံဖြစ်ပြီးရနောက်ဒန်နီကတတိလက်တွားခဲ့ပါရင်ဘယ်သူမှခုမဆိုင်ပါဘူးနောက်ဆုံးမှာတော့ဝါဒင်လာပြီးရေပတ်နိုးမှာပဲတတိပြင်ရလာခဲ့ပါရင်ဝါဒင်ကသူ့ကိုမင်းမြန်လှုပ်ပြီးတော့တခြားအချင်းတောင်းဝင်နဲ့စီတန်းဖို့ပြောပါရင်ဝါဒင်ထွက်သွားတော့ grapher pa ရဲ့အမိတ်နဲ့ denny စီကိုလာပါရီ denny ကိုစီတန်းဖို့ဖိတ်ခေါ်တာမှလောက်ခဲ grap ကအသိန်းခိုင်းလို့သူ့ကိုကန်ခဲ့ရတဲ့အတွက်တောင်းပန်ပါရီ ပြီးတော့ငင်းချမ်းရဲ့လက်ဆောင်အနေနဲ့လီမော်တီးတလုံးသူ့ကိုပြပါရီအဲ့ဒီအခါမှာပဲ warning က grab လောက်တာကိုတွေးလိုက်ပြီး pa ကိုတွားပြောပါရီဒါကြောင့် pa အရန်ကိုစိတ်ဆိုးသွားပါပြီမကြခင်မှာတော့ grab ရောက်လာခဲ့ပြီး pa ကသူ့ရဲ့အနောက်ကိုလိုက်ရှာပါရီဒါပေမဲ့အဲ့ဒီအခါမှာ danny ကလည်းပေါ်လာပြီးတော့ grab ကိုကူညီဖို့ကြိုးစားပေမဲ့သူကလည်းအရိုက်ခံခဲ့ပါရီဆိုင်ဟာ pa grab နဲ့ danny ကိုအဲ့ဒီလိုဆက်ဆံတာမကြည့်ရတော့တဲ့အတွက်အေးအေးယူဖို့ဝင်ပါလိုက်ရပါရီ ရှိုင်းကဘေတော်မှာအစင်ကုန်မှုကိုရှောင်လဲတဲ့လူမဟုတ်ဘူးဆိုတာသိတဲ့ဂျက်ကသူတို့စကားပြောတာဝေကိုကူညီဖို့လာခဲ့ပါတယ်။နောက်ဆုံးကြတော့ဒန်နီကဂျက်နဲ့ရှိုင်းတို့အဖွဲ့ကိုဝင်မယ် Grab ကတော့ PN နဲ့ဆက်နေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒန်နီကသူ့ကိုကယ်တင်ခဲ့တဲ့အတွက်ဂျက်ကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ Grab အတွက်စွန့်မိပါတယ်။ Grab တယောက်တည်းကြံ့ခဲ့တော့ဘာဝေဖြစ်လာမှလဲဆိုတာသူသိနေမိပါတယ်။ ဒေနီဟာချမ်တို့အဖွဲ့နဲ့ပေါင်းရတာကတကယ်ကိုပျော်ရွှင်ပါလိမ့်။ PA နဲ့နေတုံးကထက်အများကြီးကိုကောင်းတာပါ။သူ့ရဲ့ဘဝကိုတကယ်ကြိုက်နေခဲ့ပြီးတော့သူ့တငယ်ရှင်အစ်စ်တွေနဲ့ရီမောပျော်ရွှင်ပါလိမ့်။အစင်းရဲ့ဆုံး grab ကတော့ PA နဲ့သူ့အဖွဲ့ရဲ့အနောက်ရှက်ပြီးတော့ကိုအမြဲတမ်းခံနေရပါလိမ့်။လပေါင်းများစွာကြားတဲ့အထိဒေနီစီကိုဂျက်စီကလာလေပါလိမ့်။ဒါပေမဲ့သူမလာတာဟာဒေနီမျောလင့်ထားတဲ့ပြန်တွေ့ပွဲတော့မဟုတ်ပါဘူး။ သူမရဲ့မျက်နှာကဆိုးရွားတဲ့တည်င်းနေတိတ်ဆောင်လာတာပေါ်လွင်ပါရီဂျက်စီကာကဒန်နီရဲ့အမိထောင်ထဲမှာဆုံးပါသွားတဲ့အကြောင်းပြောပြပါရီဒါဟာသူအစင်သက်မဖြစ်တဲ့ထိုးနှက်ချက်တကူပါဒါပေမဲ့သူမရဲ့တည်င်းကဒီမှတင်မပြီးသေးပါဘူးသူမကနောက်ထပ်တည်င်းဆိုးကိုထပ်ပြောပါရီဒန်နီနဲ့အနာကမမြင်တော့တဲ့အကြောင်းနဲ့လမ်းခွဲရှင်တဲ့အကြောင်းဖွင့်ပြောလိုက်တာပါဒန်နီဟာဘာပြောမှမတိတုံဆိုင်သွားခဲ့ပါရီသူမကိုဆက်ထိန်ထားနိုင်ဖို့အတွက်မျောလင့်ချက်နဲ့ဒန်နီဟာဂျက်စီကာကို မထွက်သွားပါနဲ့လို့တောင်းပန်လိုက်ပါရင်သူ့ရဲ့အတန်သာစိတ်ခံစားမှုနဲ့တုံ့ပြန်နေခဲ့ပါရင်ဒါပေမဲ့သူမရဲ့ဆုံးဖြတ်ချက်ကအတိဖြစ်သွားခဲ့ပြီးဒန်နီဟာဝမ်းနည်းစွာနဲ့နစ်မြုပ်သွားခဲ့ပါပြီးဒန်နီစိတ်တန်ရနဲ့ရုန်းကန်နေရတဲ့အချိန်မှာဂျက်ကတော့သူ့အဖေရဲ့အလေအပတ်ကိုခံယူနေခဲ့ပါရင်ဒန်နီရဲ့စိတ်မချမ်းသာစရာတွေးဆမှုနဲ့စန့်ကျင်ဘက်အနေနဲ့ကြက်ပြက်အဖေကမျောလင်းချက်တစ်ခုလာပေးပါရင် သူကသူ့ရဲ့အလုပ်ရှင်ဟာကြက်ထောင်ကနေလွတ်လာမယ်ဆိုတော့အလုပ်ခန့်ဖို့တဘောတူတဲ့အကြောင်းပြောပြပါရင်းဒါပေမဲ့အဲ့ဒီအရာကကြာကြာမခံပါဘူးထောင်ဝန်းတစ်ဖက်မှာဒန်နီရဲ့အကြီးကစိတ်မကောင်းဖွယ်ပြကွက်တစ်ခုကိုမြုံမိနေခဲ့ပါရင်းရှိုင်းဟာ PA နဲ့သူ့ကိုင်းတောက်ရဲ့အောက်ကိုရောက်နေခဲ့ပါရင်းနှခါတွေးမနေပဲဒန်နီကလက်တီးပဲလွတ်ပြီးတော့ရန်ပွဲအထက်ဝင်ပါတော့ပါရင်းသူတို့ကတိုက်ခိုက်နေကြတာကြောင့်ကမောက်ကမဖြစ်ကုန်ပါရင်းဒါပေမဲ့ကြာကြာတော့မဟုတ်ပါဘူးအဆောင်နေဝန်းခနဲ့ဝင်လာခဲ့ပြီးတော့လူဝိုင်းကိုမြေအပေါ်လဲချဖို့အမိန့်ပေးပါရင်း ဂျက်ကသူ့ရလေပတ်ကနေထွက်လာခါစမှာပဲရန်ပွဲကိုမျက်မြင်တွေ့လိုက်ရပြီး PA နဲ့ကပ်ပြီးတော့မြေအပေါ်လဲချလိုက်ပါရင်ဂျက်က PA ကိုသူ့ရနောက်ဆုံး UI ချက်ကဘာလဲလို့မြေပါရင်ဒီလိုနဲ့ပဲရန်ပွဲပြုတ်လို့မဲ့သဘောတူညီချက်ကချမှတ်ပြီးသွားတော့ပါရင် တိုက်ပွဲကြီးတစ်ခုကမကြခင်ဖြစ်တော့မယ်ဆိုတာသိတာနေခဲ့ပါပြီ။အဲ့ဒီညမှာပဲအခန်းကြီးရဲ့ကြောက်စရာကောင်းတဲ့တိတ်ဆိတ်မှုဟာနောက်ထပ်ရန်စက်မှုတစ်ခုကိုလမ်းဖွင့်ပေးလိုက်ပါပြီ။ PA ဟာ Grab ကိုစိတ်ပြတ်ပြီးတော့သူ့ရဲ့အဖွဲတာဝေကိုသူ့အပေါ်လွတ်ပေးလိုက်ပါပြီ။ Grab ကသူ့တတ်နိုင်တဲ့လောက်ပြန်လဲရုန်းကန်ပေးမဲ့ဒရထားကြွားနေခဲ့တဲ့ DA line ကိုတားဆီးဖို့ကြိုးစားတယ်လို့ပဲဖြစ်နေခဲ့ပါပြီ။မကြပါဘူးသူလဲကြသွားခဲ့ပါပြီ။မျောလင်းချက်တွေကုန်တိခါတွေကုန်ခံသွားခဲ့ပြီးတော့သူဟာမလုံနိုင်တော့ပဲမျက်လုံးတွေကအတိတ်ပဲမဲဆွာနဲ့စိုက်ကြည့်နေရပါရင်သူ့ရဲ့စိတ်ဓာတ်တွေကျိုးပြတ်သွားပုံရပါရင် တွေ့ရနောက်မှာဆိုရင်တော့ PA ကထိုင်နေခဲ့ပြီးခြုံထက်တဲ့တတ်ထုစဝေကိုတတိယရှာချိန်နေခဲ့ပါရင်ဒါဟာပို့ပြီးတော့ဆိုးရွားတဲ့ UI ချက်နဲ့လှုပ်ဆောင်နေတဲ့ကြောက်စရာကောင်းတဲ့လောက်ရတဲ့ခုပါနောက်တနေ့မှာတော့ PA ရဲ့ရုပ်မှတဲ့အကြံစီပေါ်လာခဲ့ပါရင်သူဟာဒန်နီရဲ့အစားအစာထဲကိုထည့်ဖို့အတွက်တတ်ထုစဝေကိုပြင်ဆင်ခဲ့ပါရင်ဒါဟာသူ့ကိုရှင်းထုတ်ဖို့ပြင်ဆင်ထားတဲ့ထိတ်လန့်စရာထောင်ချောက်တစ်ခုပါဒါပေမဲ့ Grab ကသူ့ရဲ့နောက်ဆုံးသူရဲ့ကောင်းဆန်တဲ့အလုပ်အနေနဲ့အစားအစာကိုတိုးဝင်ယူပြီးတော့သူ့ကိုယ်တိုင်စားလိုက်ကဒန်နီကိုကယ်တင်ဖို့အတွက်သူ့ရဲ့အသက်ကိုဆွန့်လွတ်လိုက်ပါရင် တန်ရာကရက်ဆက်ပြီးတော့လင်းမြန်လုံးတာကြောင့် grab ဟာမကြခင်မှာပဲတည်ဆုံသွားခဲ့ပါတယ်။ဒရနဲ့ဝန်နေမှုတွေကြောင့် jab အုပ်စုက PA ကိုရင်ဆိုင်ခဲ့ပြီးတော့ဒီငက်ပတ်နေတဲ့နေရာကိုလွတ်မပြီးထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ jab ဟာအချိန်ဆွဲမနေပဲတိုက်ပွဲရက်ကိုစနေနေ့အားရွှေ့လိုက်ပါတယ်။စနေနေ့ရောက်တော့ထောင်ဝန်းထားတင်းမာမှုရထူထပ်နေခဲ့ပါပြီ။ jab တို့အဖွဲ့ကအတင်းဖြစ်နေခဲ့ပြီးတော့ PA တို့အဖွဲ့ရှီးကလာတာကိုမျက်လုံးဝင်နဲ့စိုက်ကြည့်နေကြပါတယ်။ အချိန်ကလက်စီလက်တလို့ပဲမြန်ဆန်လို့ပြီးခဏလေးအတွင်းမှာလက်သီးဝေစတင်လွင့်ပြန်လာတော့ပါရင်တိုက်ပွဲဟာမရမနာနှစ်ဖက်လုံးကကြမ်းတမ်းတဲ့ဆွမ်းအဝေးနဲ့တိုက်ခိုက်နေကြပါရင်ဒါပေမဲ့အရာအလုံးဟာပူပူနွေနွေဖြစ်လာတဲ့အချိန်မှာပဲလုံချုံရီခေါလောင်းတန်ကျဲလောင်စွာထွက်ပေါ်လာပြီးတော့အဆောင်တွေကတိုက်ပွဲကိုဖြည့်ရှင်းလိုက်ပါရင်အလုံးကိုသူတို့ရဲ့အခန်းစီပြန်ပို့လိုက်ကြပါရင် အဲ့ဒီငါမှာတော့ကြက်နဲ့ပတ်သက်ပြီးတကူမာနေပုံရပါလိမ့်သူရဲ့ပုံမှန်တက်တက်ကြွားရှိတဲ့စိတ်ဓာတ်တွေပျောက်သွားခဲ့ပြီးတော့အရင်ကမမြင်ဘူးတဲ့ငြိမ်သက်မှုတစ်ခုနဲ့အစားထိုးသွားခဲ့ပါလိမ့်ဆိုင်ကတကခုအမှုမမှန်နေဘူးဆိုတော့ကိုတိလိုက်ရတဲ့အတွက်သူ့ကိုဘာဖြစ်နေတာလဲလို့မေးပါလိမ့် ဂျမ်ကသူ့ဖျားနေတယ်လို့ဝန်ခံပါရင်းရှိုင်းကသူ့ကိုတော့ရောက်စစ်ဆေးကြည့်ပါရင်းသူတွေ့လိုက်တာကဂျမ်ရဲ့အင်ဂျီအောက်မှာဖုံးကွယ်ထားတဲ့ဓာတ်တံရဖြစ်ပါရင်းတိုက်ပွဲအတွင်းမှာ PA ရဲ့တပ်တည်နေတဲ့လောက်ရရဲ့ရလာပဲဖြစ်ပါရင်းဆိုရတာကိုတိလိုက်ရတဲ့အခါမှာဒန်နီကစိတ်ပူပြီးတော့အကူအညီရဖို့နီလန်ပေါင်းစုံကိုစမ်းတော့ပါရင်းဒါပေမဲ့သူတို့ရဲ့အကူအညီတောင်းခံတန်တွေကအပြည့်မရပါဘူးအချိန်လေးကြာလာတဲ့အမြမျော်လင့်ချက်တွေမိန်လာခဲ့ပါရင်း ဂျက်ဖာအားရမမြန်ကုန်ကန်လာခဲ့ပြီးတော့သူ့ရဲ့နောက်ဆုံးစကလုံးကိုပြောကာရှိုင်းနဲ့ဒန်နီတို့ကိုအုပ်စုအားခ ्यू ဆိုင်ဖို့အနံလိုက်ပြီးတော့အသက်ဆုံးမသွားခဲ့ပါရင်နောက်တနေ့မှာဂျက်ပြက်အဖေကသူ့သားရဲ့အလောင်းကိုလာယူပါရင်သူ့ရဲ့မျက်နှာမှာဆိုတော့နာကျင်မှုကိုမြင်နေရပါရင်သူ့အဝါဒင်းကိုအမျက်တော်ရနဲ့ဟိန်းဟောက်ပါရင်သူ့ရဲ့သားကိုကောက်ွယ်ဖို့အတွက်ပြက်ကွက်တဲ့ထောင်ကိုဒရော်ရီထွက်နေခဲ့ပါရင်အဲ့ဒီအတွင်မှာရေရှိုးခန်းထဲမှာဆိုတော့ဒန်နီနဲ့ရှိုင်းတို့ဟာပီအေကိုတိုက်ရိုက်ရင်ဆိုင်ပါရင်စိတ်ခံစားမှုရေစူပွက်လာတဲ့ခါမှာတော့ဒန်နီဟာပီအေကို သူတို့ရဲ့ပြိပခါကိုတခါတည်းပြတ်သွားအောင်တယောက်ချင်းစီတိုက်ပွဲဝင်ဖို့စင်ကုန်လဲပါလိပီအဲကထုံးစံအတိုင်းမာနထောင်လောနေခဲ့ပြီးတော့စင်ကုန်မှုကိုလက်ခံကတိုက်ခိုက်ဖို့အတင့်ဖြစ်နေခဲ့ပါလိ နောက်ဆုံးတိုက်ပွဲအတွက်ပွဲစတင်ပါပြီတိုက်ပွဲမစခင်မှာဒန်နီဟာသူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြင်ဆင်ဖို့အချိန်ယူပါပြီရှိုင်းဘက်ကိုကြည့်မယ်ဆိုရင်တော့သူ့ရဲ့ကြောက်ရွံ့မှုအကြောင်းဖွင့်ပြောပါပြီတီမှာကြောက်တာနာချင်းမှာကြောက်တာမဟုတ်ပဲနဲ့ PA နဲ့တိုက်ပွဲမှာရှုံးမှာကိုကြောက်တာပါ PA ကဘလောက်အထိစွမ်းတလဲစွာကိုသူသိပါရင်ဆွဲလုံလာရှိပုံကသူ့ရဲ့မျက်နှာမှာပေါ်လင်နေခဲ့ပြီးတော့ဒန်နီဟာသူ့ရဲ့အခက်ခဲဆုံးစင်ခွန်မှုကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ တိုက်ပွဲစတဲ့အခါမှာ PA ကပြင်းထန်စွာစတင်ပြီးတော့မရက်မနာနဲ့တိုက်ပွဲကိုလွှမ်းမိုးထားပါလိမ့်။ဒန်နီကတော့ပျော့ပြောင်းစွာနဲ့ PA ရဲ့တိုက်ခိုက်မှုကိုရှောင်တိမ်ဖို့အာရုံစိုက်ထားပြီးသူ့ရဲ့အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါလိမ့်။တိုက်ပွဲကအစအပိုင်းမှာတော့တစ်ဖက်တက်လို့ပဲဖြစ်ပါလိမ့်။ PA ဟာထိန်းချုပ်မှုအပြည့်ရထားတာပါ။ဒါပေမဲ့ဒန်နီရဲ့ဆွဲကအကျိုးပြုလာခဲ့ပါလိမ့်။ သူ့ရဲ့အချိန်ရောက်လာပြီးတော့ပြီးရဲကိုဖမ်းချုပ်လိုက်ပြီးဆုံးဖြတ်ချက်ခိုင်မာတဲ့ထိုးချိန်မှုကိုလုံဆောင်လိုက်ပါပြီပြီးတော့သူဟာလေပင်ကိုညှက်ပြီးတော့တိုက်ပွဲကိုအဆုံးသတ်ပြပါပြီအရင်ကလွမ်းမိုးထားတဲ့ပြီးရဲဟာအခုစင်တော့ဘာမှမတတ်နိုင်ပဲရှုံးနေတွားခဲ့ပါပြီဒါဟာတိုက်ပွဲရဲ့အဆုံးပါဝါဒီမကြခင်ရောက်လာတဲ့အခါမှာတော့ပတ်ဝန်းကျင်မှာရှိတဲ့လေထုကပြောင်းလဲတော့ပါပြီရှိုင်းဟာဒင်းနီရဲ့အနားမှာရက်နေခဲ့ပြီးသူတို့နှစ်ယောက်လုံးပြီးရဲကိုဓာတ်နဲ့ထိုးခဲ့ကြတယ်လို့ခေါင်းကဝန်ခံခဲ့ကြပါပြီသူတို့ရဲ့ဝန်ခံချက်ဟာသူတို့ရဲ့ကံကြမ္မာကိုဆုံးဖြတ်လိုက်ပါပြီ သူတို့ကအထူးထိန်းသိမ်းရေးဌာနစီအပို့ခံလိုက်ရတော့ပါသူတို့ရဲ့လုံရအတွက်အပြစ်ပေးမှုပဲဖြစ်ပါလိမ့်နောက်တနေ့မှာဝါဒင်ရဲ့မမျော်လင့်တဲ့အလေအပတ်ကရောက်လာခဲ့ပါပြီသူကဒန်နီနဲ့ရှိုင်းကိုရှားပါးတဲ့အကျိုးခံစားခွင့်တစ်ခု အရသာရှိတဲ့အစားအစာနဲ့အတူတို့တုတ်ပေးမယ်အတိတ်ပဲရှိတဲ့စကားပြောဆိုမှုကိုပြောလဲပါရင်ဒါကခဏတာတက်တရာရတဲ့အချိန်လေးပဲဖြစ်ပါရင်ဒါပေမဲ့သူတို့ရဲ့ခီးကမပြီးဆုံးသေးဘူးဆိုတာရှင်းလင်းပါရင်အလဲပတ်ပြီးရနောက်သူတို့နေရာခွဲခြားခံရပြီးတော့မတူတဲ့ထောင်နေစီအပို့ခံခဲ့ပါရင်အဲ့ဒီဝန်ကျင်အတိတ်တွေကပို့ပြီးကျန်းတက်ပါရင်အန်ဒီရဲ့ရှိတဲ့မာဖီးယားတွေနဲ့ပြင်းထန်တဲ့ရာဇဝမှုတွေနဲ့အကျဉ်းသားတွေပြည့်နေတဲ့နေရာပါတဲ့နီနဲ့ရှိုင်းတို့ဟာအသက်ရှင်ဖို့ဆိုရင်ပုံမှန်ခွန်အားကြီးဖို့နဲ့ခံနေရှိဖို့လိုအပ်မဲ့ကမ္ဘာတစ်ခုအထက်ပြည့်တွင်းခံလဲရပါတယ် ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ